ဒီကနေ့မေလ30ရက်နေ့ထိုင်းနိုင်ငံတောင်ပိုင်းကော့တောင်ကျွန်းခေါ်လေကျွန်းမှာမြန်မာရှေ့ပြောင်းလူသမားများဖွဲ့စည်းထားတဲ့ကော့တောင်မြန်မာ community KDMC ကကော့တောင်ကျွန်းမှာရှိတဲ့ထိုင်းစာတင်ကျောင်းတစ်ကျောင်းမှာအထိုင်ပန်းက10လုံးနဲ့နေရန်ကပ်ပန်းက10လုံးကိုတောက်ရလူရန်ခဲ့ပါတယ်။လူရန်ဖြစ်ရတဲ့အကြောင်းရင်းအသေးစိတ်ကိုတော့ KDMC ရဲ့ founder ကိုချက်ကအခုလိုပြောပါတယ်။ဟောတောင်သားဥယျာ900ကျော်လောက်တော့ရှိမယ်။ဒီနှစ်မှာ ပမာကလေးတွေကပိုများတယ်။သူတို့ကျောင်းသား ကျောင်းအလက်ခဏတရားကျော်လောက်ရှိတယ်အဲ့တော့ကလေးမိဘတွေအစည်းအဝေးလုပ်ပြီးတော့သူတို့မှာပန်ကားတွေလိုပါတယ်ဆိုတော့အကြောင်းသိရတယ်ဗောနော်အဲ့တော့သူတို့ဒီ GDNC ဖွဲ့စည်းရနေရောပန်ကားအလုံး20ဘွားရောက်လှူဒါန်းတာဗောအဓိကတော့ကိုရီရွှေပြောင်းမြေမှာကလေးတွေရဲ့ဥစ္စာဗောနော်ဒီထိုင်းအကြောင်းကိုလက်ခံပေးတယ်ဆိုတော့ကိုရီကလည်းတစ်ဖက်တစ်လမ်းဘာကိုကူညီပေးနိုင်မယ်ဆိုတော့အယူရကျက်လေးနဲ့ပဲသွားပြီးတော့လှူပေါင်းတာဗောနော် နောက်များမှာလည်းကော့တောင်ကျွန်းမှာရှိတဲ့လွဲချက်တစ်စီတစ်ပိုင်းပဲဖြစ်ဖြစ်တက်နိုင်တဲ့ဘက်ကကူညီနိုင်ဖို့အတွက်သူတို့အသင်းအဖွဲ့အနေနဲ့ဒီထက်မကကူညီမှုတွေပြုလုပ်ဖို့ရှိပြီးကော့တောင်မြန်မာ community KTMC ရဲ့ကျွန်းတန်ရှိရေးအတွက်အမိုက်ကောက်တာတွေပြုလုပ်နေကြဖြစ်တဲ့လစဉ်တိုင်းရဲ့တရက်နေ့မှာအလုအားတဲ့ကော့တောင်ကျွန်းကမြန်မာရှေ့ပြောင်းလူသမားတွေအနေနဲ့ပူပပောင်ဝင်ပေးကြဖို့တိုက်တွန်းနေဆိုတဲ့အကြောင်းသူ့အနေနဲ့ Minecraft Time ကိုပြောပါရစေ။